ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့ရဲ့တောင်ဘက်ဆယ်မိုင်ခန့်အကွာကမင်းလက်ပံဒေသကနေထိုင်းနိုင်ငံသား28ယောက်ကိုထိုင်းဘက်ကနိုဝင်ဘာလ23ရက်နေ့မှာပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ကရင်အမျိုးသားစီယုံခင်းရဲ့ယူကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့မှာဖလိုကမင်းလက်ပံဒေသအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးခင်းရဲ့ယူတပ်ဖွဲ့တွေက DKBA တပ်ဖွဲ့တွေတဆွဲထားတဲ့နေရာကိုရှင်းလင်းခဲ့ပါတယ်။အဲ့ဒီနေရာမှာနိုင်ငံပေါင်းစုံကထောင်ချီတဲ့လူတွေကိုဂိတ်အထက်ထက်ပိတ်ပြီးတော့ အွန်လိုင်းငွေလည်လည်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ခြံဝင်းဖြစ်နေတာကိုတွေ့ရှိခဲ့တယ်လို့ KNU ကမနေ့ကထုတ်ပြန်ပါတယ်။ KNU စစ်စေးရတပ်ဖွဲ့တွေဟာနိုဝင်ဘာလ23နဲ့24ရက်နေ့တွေမှာအဲ့ဒီခြံဝင်းတွေကိုစစ်ဆေးခဲ့ရမှာနိုင်ငံပေါင်းစုံကလူဦးရေ933ရောက်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီထဲကထိုင်းနိုင်ငံသား28ယောက်နဲ့တရုတ်နိုင်ငံသား36ယောက်ကိုထိုင်းအာဏာပိုင်တွေထံပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ ခြံဝဲထဲမှာကွန်ပျူတာတွေ IT ပစ္စည်းတွေနဲ့အတူအွန်လိုင်းငွေလည်လည်မှုလုပ်ငန်းတွေဆောင်ရွက်နေသူတွေနဲ့ပြည်နေတဲ့လေးထပ်အဆောက်အုံနှလုံးဈေးရုံတစ်လုံးလူနေအိမ်အဆောက်အုံတွေအပါအဝင်ကော့ကရိတ်အဆောက်အုံ20ခန့်ကိုရှာဖွေတိရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအဆောက်အုံတွေထဲမှာစစ်ဆေးမှုတွေပြုလုပ်ခဲ့ရမှာခမန်းလူဦးရေ2000ခန့်ရှိနိုင်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ23 24ရက်နေ့နေ့ရက်တာအတွင်းမှာကွန်ပျူတာအလုံးပေါင်း2000ခန့်နဲ့မိုဘိုင်းဖုန်း1000ခန့်ကိုတင်စီခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ စကန် operation တွေလုပ်ကင်နေတဲ့ခန်းမတွေထဲမှာ၄ပေ၆ပေခန်းရှိတဲ့ထိုင်ကုန်တစ်လုံးစီရှိနေတဲ့အလုံးပိတ်ခန်းတွေကိုတွေ့ရှိခဲ့ပြီးအဲ့ဒီအလုံးပိတ်ခန်းတွေဟာနှင်းပန်းနှိပ်စက်ဖို့အတွက်အသုံးပြုခဲ့ပွဲရှိတယ်လို့ခင်းနေယူမြေပြင်အကဲပြတ်အဖွဲ့ကတံပြားရှိနေပါတယ်။မင်းကတော့အဲ့ဒီခြံဝဲတွေကနိုင်ငံသားတွေရာစစ်တပ်ကဝန်ခွဲမှကြောက်တာကြောင့်ညအချိန်မှာထိုင်းဘက်ကိုထပ်ပြေးဖို့တောင်းရင်းမြစ်ကန်ပေးမှစုပုံနေထိုင်ခဲ့ကြတယ်လို့ထိုင်းသတင်းကလည်းဒီနေ့မှဖော်ပြခဲ့ပါတယ်။ ကြီးမားတဲ့ online ငွေလည်လည်မှုလုပ်ငန်းတွေကိုထိရောက်အောင်မြင်စွာကင်တွယ်နိုင်ဖို့နိုင်ငံတကာအမြန်ဆန်စွာပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်းခင်းနေယူကထုတ်ပြန်ထားပါတယ်။